ယ်၍သာဦးမင်းအောင်လိုင်းကအရေးချင်းရှိရှိနဲ့မြန်မာနိုင်ငံမှာဆောင်ရွက်ပေးလိုက်ဆောင်ရွက်မယ်ဆိုရင်ဆောင်ရွက်မလားလို့သူတနည်းဆောင်ကြည့်တယ်။တနည်းဆောင်ကြည့်တော့အခြေအနေကပိုဆိုးလာတယ်ဦးမင်းအောင်လိုင်းမဆောင်ဘူးလို့သူပြောတယ်။နော်။တနည်းဆောင်ကြည့်တယ်မဆောင်ဘူးလို့ပြောပြီးရပ်ွက်တဲ့မှာတာမန်ကငားရောက်နေတဲ့ကျက်သားရောက်နေတဲ့မျိုးသမီးတယောက်အဲ့ဒါတို့ brand တွေစင်ပြီးတော့ဝဲထုတ်လိုက်။အဲ့ဆောက်ကောင်းမှကြည့်ကြည့်လာတဲ့တာမန် ဟယ်လိုချရာမြောပီတူညကိုမော်တော်မများအလုံးမမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲချုပ်ဆိုလိုက်ပါရယ်2025ခုနှစ်မေလ9ရက်နေ့ရက်ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချတဲ့တဲ့တော်လန်တရင်ကုန်များစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တို့စောင့်ဆုံးကြည့်ရှုပေးကြဖို့အလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်အယုံဆိုးနေတဲ့ခါတိုင်းလိုပဲတရင်တို့တရင်ကောင်းလေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်မှရှိတဲ့စစ်ကောင်စီရဲ့တီဟီတပ်စခန်းကိုတော်လိုင်းပွန်တို့ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်တေဆုံးခဲ့ပြီးတော့မှစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်9ဦးနဲ့ တပ်ဖွဲ့ဝင်30ကျော်တို့ဟာဆိုရင်လက်နက်ခင်းတွေနဲ့ထိုင်းနိုင်ငံဘက်ကိုထွေးပြေးတော့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တိခိတပ်စခန်းကိုထိထပ်ပြူဟာကုန်းကိုမတိုက်ခင်ကလေးကအလုံးဝိုင်းထားတာဒီကောင်တွေကထိနာသွားတော့ထိုင်းဘက်ချမ်းကိုထွေးပြေးသွားကြတာ40ကျော်ပြီ။ရဲတပ်ဖွဲ့ဝင်ကကိုယ်နဲ့စစ်ကောင်စီတပ်သားက30ကျော်နည်းနည်းကြံနေတာကိုဆက်လက်ပြီးတော့မှထိုးဆက်ဆင်တိုက်ခိုက်နေတယ်ဆိုပြီးတော့မှရှေ့တန်း10မိနစ်ပြင်မှာရှိတဲ့တော်လိုင်းရဲရဲဘော်တူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။အခုတိုက်ပွဲမှာကအရှင်ဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားမှရှိဖို့အားလုံးကတေးပဲ။ စကောင်စီဘက်ကတည်နေတာ၁၀ယောက်ကျော်ပြီကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဘက်ကလည်း၂ယောက်ကြထားတယ်ဘူလေးတယောက်နဲ့ရဲဘော်တယောက်ပါစကောင်တို့တိုက်နေတော့မှာအပြည့်မသိနိုင်သေးဘူးဒါပေမဲ့မကြမီတရင်ကောင်းချလိုက်မယ်ဆိုလို့မှအဲ့ဒီရဲဘော်ကနေပြတော့ဆက်လက်ပြောဆိုထားတာပါနော်ဆိုတော့ဒီကျွန်တော်တို့တီကီဗျူဟာစကားဆိုတော့တော့တွန်လိုက်တပ်ဖွဲ့မင်းကနေပြတော့မချခင်မှာတင်ပရရှိမယ်လို့တယ်ဝင်ထုတ်ပြောထားတာမို့လို့ကျွန်တော်တို့လည်းတရင်ကောင်းချဖို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်တရင်သဘောအနေနဲ့ကတော့ရခိုင်ပြည်နယ်ချောက်ဖြူမြို့နယ်မင်းသက်တောင်မှာရှိတဲ့စစ်တပ်ကကင်းစခန်းတန်းကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကနေပြည်မှာအင်အား86ပါတပ်မ96စစ်ကြောင်းဟာဆိုရင်အစစ်အတွက်ပြတ်တောက်နေတယ်ဆိုတော့သတင်းကောင်းပဲဖြစ်ပါတယ်။အဲ့ဒီစခန်းမှာကအင်အား50ကျော်နဲ့ခင်းပုံးက30ကျော်လောက်ရှိတယ်။အဲ့ဒါအစစ်အတွက်မရတော့ဘူး။မေလ3ရက်လောက်ကလေးကအဲ့ဒီစစ်ကြောင်းဟာစစ်တွေပြတ်တောက်သွားတာဆိုပြီးမှတပ်တရင်းမြက်ကနေပြည်မှာပြောဆိုထားတာဖြစ်ပါတယ်။အရေးအတွက်ကတိတိကျကျတော့မတည်ဘူးကြောက်ဖြူတိုက်ပွဲကဒဏ်ရာတပ်သားတွေကိုစစ်တွေစေုံကြီးမှာလာရောက်ကူတာပေးနေတယ်သူတို့တပ်သားတွေကထားတဲ့နေရာတွေကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်စေုံတွေပို့ထားတဲ့စေကူတပ်ဖို့ရောက်လာတာက3-4လောက်တော့ရှိနေပြီဆိုပြီးမ ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုဆိုရင်ကြောက်ဖြူမျိုးတိုင်းတက်ပွဲပါเนาะ A နဲ့ဒီစကောင်စီတို့ကြားမှာတက်ပွဲတော်တော်လေးပြင်းထန်နေတာပြီးတော့မှဒီကြောက်ဖြူကိုထိုးစစ်ဆင်ဖို့တွားနေတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကတော့ခုဆိုရင်အစ်စ်တွေပြတ်တော့သွားပြီလို့သိရတာပဲဖြစ်ပါတယ်ကြားထဲမှာကျွန်တော် A ကနေပြီးတော့မှမြစ်ပြက်ပေါ့เนาะခြေမုံမလားဆိုတော့စောင့်ကြမှာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့အချမ်းဖက်စစ်ကောင်းဆောင်မြောက်လိုက်မိမချူချူလာတို့နဲ့သူတာသမီမြေတချို့ပါရုရှားနိုင်ငံကိုအလဲခီးဖြစ်လိုက်ပါသွားတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ် မြောက်လိုင်းနဲ့မြေးလေးတွေနဲ့တာသမီတွေလည်းပါသွားတယ်အလဲခေါ်သွားတယ်ဆိုတော့မှနေပြီးတော့စည်ရဲနဲ့နှီးဆက်တယ်ပေါ့နော်တရင်မြက်ကလည်းပြတော့ပြောဆိုထားတာဖြစ်ပါတယ်မြောက်လိုင်းမိသားစုနဲ့သူစစ်ကောင်စီတွေ့ဖက်တွေ့ရင်မှုရဲဝင်းဦးကောင်စစ်ဝင်တချို့ကောက်ကွေးဝင်ကြီးမောင်မောင်အေးနိုင်ငံခြားရေးဝင်ကြီးတန်းဆွေညီနိုင်ကိုကဲမှုကြီးရေလေးကျော်စောလင်းတို့လည်းလိုက်ပါသွားတယ်လို့ကျွန်တော်အသိရှိရတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုင်းရဆိုရင်သူရဲ့လူယုံတော်တွေပါခေါ်ပြတော့ဒီရုရှားပေါ့နော်ယင်းပြည်နေစီးပြောက်ပွဲကိုတယောက်သွားတယ်လို့သိရတာပဲဖြစ်ပါတယ်ယူကရိန်းသမ္မတကလည်းပြတော့လဲကျွန်တော် ရုရှားကိုသွားတဲ့နိုင်ငံရေးကောင်းဆောင်တချို့ကိုသူ့အနေနဲ့လုံချွေးအာမခံချင်မပေးနိုင်ဘူးဆိုပြီးတော့ပြောဆိုလိုက်တဲ့ပုံမှာကျွန်တော်ပြည်သူတွေဘက်ကနေပြတော့မှဒီစစ်ကောင်းဆောင်နေတဲ့ပေါ့နော် မြောက်လိုက်မိသားစုကိုတခါတဲ့ချိန်မုံပေးဖို့အချိန်ချင်းပြောဆိုထားတာကိုလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျန်မှာကတော့ရုရှားကိုသွားပြီးတော့မှခုဆိုရင်ပြောလို့မြောင်စားတဲ့သွားလို့မဲ့မြောက်လိုက်နေတဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။အခုလက်ရှိ ရက်ဆာကိုမရောက်နိုင်သွားတဲ့ယူရချက်ကနိုင်ငံတကာခေါင်းဆောင်တွေတွေ့မယ်လို့ပဲသူကထုတ်ပြောထားတဲ့အတွက်အဲ့ဒီယူရချက်နဲ့တွားတာအဓိကတော့နံပါတ်၁စီချင်းဖင်ကိုအဓိကတွေ့ဖို့ပြီးလို့ရှိရင်ဒီပွဲမှာဒီရက်ဆာရဲ့မိတ်ဖက်တွေဖြစ်တဲ့ဘရာဇီးတို့အိန္ဒိယတို့တရုတ်တို့မြောက်ကိုရီးယားတို့စတဲ့ခေါင်းဆောင်တွေတက်မယ်အဲ့ဒီခေါင်းဆောင်တွေလည်းသူတွေ့ခွင့်ရတဲ့ပတ်တွေ့မယ်အကောင်လုံးတွေ့မှာသူကရွာရွာတကြီးတွေတွေ့မယ်စေအိမ်မှုတွေတွေ့မယ်ယာယီမှုတွေတွေ့မယ်နောက်ဆုံးဘာမှစောင့်စစ်မရှိတဲ့ခဏအိမ်မှုကသာသူဆင်းတွေ့မှာဘာလို့ဆိုစေအိမ်မရှိဘဲနဲ့ခဏအိမ်မရှိတဲ့ရက်ပတ်ဆိုရင်ခဏအိမ်မှုရှိတာဟုတ်ဘာလို့ဆိုအဲ့လိုကောင်မျိုးနဲ့သူတွေ့မှာဒါဖြစ်လို့သူ့အတွက်တစ်ခုခုရလို့ရညာဆိုတဲ့ဟာကိုဖြစ်နေတယ်ဘာကြောင့်ဖြစ်နေလဲဆိုတော့လက်ရှိစစ်ခေါင်းဆောင် အနေထားကတရားမင်းစင်းကြတော့မရတဲ့အနေထားဖြစ်နေတဲ့အချိန်မှာဒါကိုနိုင်ငံတကာကောင်းဆောင်တွေကကောင်းကောင်းကြည့်တယ်။ဒါပေမဲ့အဓိကကတော့တရုတ်အနေနဲ့ကတော့အာဏာရှင်တပ်ဆိုးရှင်ကြီးကိုအဓိကလက်ကင်ထားတာဖြစ်တဲ့အတွက်သူလုတ်တင်တဲ့တော့သူလုတ်ပေးနေတယ်။ဒီနေရာမှာမင်းအောင်နိုင်အနေနဲ့ကလည်းရှီကျင်းပင်ကိုတွေးခွင့်ရဖို့အတွက်အကြောင်းပြချက်ကတော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ကိုဗစ်ကာလမှာတရုတ်ရဲ့ကူညီမှုကိုကျေးဇူးတင်တယ်အဲ့အတွက်ကျေးဇူးတင်ကားလေးပြောချင်တာလို့ဟုတ်တယ်မလားအခု MNDA ကနေအဲမင်းမို့လာရှို့ပြန်လဲတောင်းပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုကျေးဇူးတင်ကပြောပြောချင်လို့တွေးခွင့်ပေးပါဖေဖေရှီနဲ့နော်ဖေဖေရှီကိုတားတား ဆောက်ခုလေးနော်ဝင်ရောက်ပြီးတော့ဟုတ်လားဘောမကွယ်ပေးပါဆိုပြီးတော့တောင်းရမှာအနေထားအဲ့ဒီအချိန်မှာဆောက်ခွားမှာဂျူဂျူလာရတယ်လိုက်သွားတာနော်တိုက်တဲ့လောက်ဆိုရင်သူ့အတူဘာကောင်မဖြစ်နေဖြစ်တိုက်တဲ့တန်မိုးရှိတဲ့နော်သိန်းပေါင်းများဆိုတာတန်မိုးရှိတဲ့လက်ကန်အိပဲဝွေးဘလောက်ပဲတက်တက်နော်ဆောက်ခွားမှာရုပ်ပါဆောက်ခွားမှာရုပ်ပဲဆောက်ချက်တွေမရှိတဲ့ရုပ်ပါဆောက်ချက်တွေမယုံရင်ရှင်တိနော်ဂျူဂျူလာရုပ်ကိုမြန်မာပြည်မှာရှိတဲ့အမျိုးသမီးဒုနဲ့ရှင်တိဒေါ်စန်းစုကြည်နဲ့မရှင်ဘူးနော်မတန်လို့ထိမုံတော့မတန်ဘူးနော်သူ့ရုပ်ကိုရှင်တိ နော်ရက်ွက်ထဲမှာတာမန်ငန်း9ရောင်းနေတဲ့ကြက်သားရောင်းနေတဲ့အမျိုးသမီးတစ်ယောက်ကိုအဲ့ဒါလို branded တွေစင်ပြီးတော့ပွဲထုတ်လိုက်ကြည့်အဲ့ဆောက်ခေါမှဂျူဂျူလာတဲ့တာမလားမတာလားအဲ့ဒါဖြစ်တာပေါ့နော်စိတ်တက်ကရုပ်မှာပေါ်နေတယ်ရုပ်ဆိုးတာဟိုချောတာအဓိကမဟုတ်လူရုပ်ကြည်လင်မှုကြက်သားမှုပါလူရဲ့စိတ်တက်ကအခြေခံတယ်အင်းလူတစ်ယောက်ကမျက်နှာလူကြားထဲမှာပွဲလဲတင့်နေဆိုတဲ့လူတစ်ယောက်ရဲ့စိတ်တက်ကတွားကြည့်သူ့မှာမတရားတာတွေမလုပ်ဘူးစိတ်သက်စိတ်ပုတ်စိတ်ယုတ်တွေနေတယ်ဒါလူတိုင်းကတော့အပြစ်ပြင်းစင်တော့မရှိပါဘူးဒါပေမဲ့ every နဲလို့များလို့ခြေလိုက်မယ်ဆိုရင်လူထဲမှာဟာဒီလူကဟဲ့ရုံမချောဘူးဖြုတ်တယ်နော်ဒါပေမဲ့ပွဲနဲ့တင်တယ်လူထဲဝင်လိုက်တာနဲ့ဘယ်လိုကမျက်နှာလင်းတယ်တူတူထရုပ်ကိုကြည့်မင်းအောင်လိုက်ရုပ်ကိုကြည့်လူရုပ်ပေါက်လာသူတို့စင်ထားတဲ့လက်ပတ်နာကြီးတစ်လုံးတူတူထကင်ထားတဲ့အဲ့တစ်လုံးဘယ်လောက်တန်လဲအဲ့မင်းအောင်လိုက်တဲ့တူတူထစစ်သားစားဖြစ်ကစားဘယ်လောက်ရှိလဲအဲ့တော့တိုင်းပြည်ဗန္နာကိုခိုးပြီးတော့ပြည်သူကိုဒလူလုံနေတဲ့ကောင်တွေရဲ့နောက်ဆုံးတွားရလမ်းကြည့်နေမပူနဲ့လောကကြီးမှာမတရားတာတွေမဟုတ်တာလုပ်ပြီးတော့ကောင်းကျိုးချမ်းသာဖြစ်လို့မရဘူး ကိုစီကတော့မျောလိုက်နေပေါ့နော်ဒီစစ်ကောင်စီခေါင်းဆောင်တချို့တဲ့ပြောလိုက်တာပြမအထူးသဖြင့်မျောလိုက်တော့လေများဆိုတော့တော်တော်လေးကြွက်တေတုံးတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ရုရှားသွားပြီးတော့မှသူတို့အနေနဲ့ပေါ့နော်တေဝင်ဆိုရဖြစ်ချင်းလွန်းလို့ဟုဆိုရင်နိုင်ငံရေးခေါင်းဆောင်တချို့ပါတွေးဆုံပြီးတော့မှလက်ခံကျင်းပဖို့ပေါ့နော်ရှိနေတဲ့ရွေးကောက်ပွဲမှာလည်းကုညီပေးဖို့တွေဒီအခုဆိုရင်လှုပ်ဆောင်နေတာကိုတွေ့ရတယ်ပဲဖြစ်ပါတယ်မြောက်လိုင်းကတော့အခုလိုမျိုးပေါ့နော်နိုင်ငံတကာတန်တမာရေးရတွေနဲ့လှုပ်ဆောင်နေပေမဲ့တစ်ဖက်မှာမြေပြင်မှာဆိုရင်တော့ချို့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေရဲ့ချင်းမွှေးရှင်းလင်းချက်ခါနေရတာမို့လို့ အကြခင်မှာတော့သူဘလောက်ထိစွန်းစွန်းတမန်နဲ့စူးစမ်းနေပါစေကျတို့တော်လိုင်းပူအောင်တဖို့မနေရတယ်မြေမှာပဲနေပြီးတော့ထိတက်ရောက်ပြီးတော့မှအမုံကျိမ့်မယ်ဆိုတော့ပြောလို့ရတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကျတို့ဒီနေ့မနေ့မှာနောက်ဆုံးကြားသိရတဲ့ပေါ့နော်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားတကယ့်ကိုအရှင်ယုံမြင့်မြင့်နဲ့ပေါ့နော်ဖြစ်နေတဲ့အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့မှဦးသိမ့်မယ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျတို့စစ်ပြေမှာချိန်လိုက်ရအောင်နော် မေလ9ရက်နေ့ဗုဒ္ဓနေ့မနက်စောစောလူအများအိမ်မောကျနေတဲ့အချိန်မှာကျဲလောင်တဲ့ပေါက်ကွဲသံကြီးတွေကြားလိုက်ရပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မူဆာဘာရာဘတ်မှာလျှက်စစ်မီးတွေပြတ်တောက်ပြီးတော့ရုတ်တရက်အမောင်းကျသွားပါတယ်အဲ့ဒီအပြင်ထွက်ကြည့်လိုက်တော့တနေရာမှာမီးတောက်ကြီးတွေတဟုံဟုံလောင်ကျွမ်းနေတာတွေ့ရတယ်လို့ကိုရီးကျောင်းရတဲ့သူတယောက်ကပြောပါတယ်မေလ9ရက်မနက်တနာရီချိန်လောက်မှာအိန္ဒိယကပါကစ္စတန်နိုင်ငံတွင်းနဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းမှာရှိတဲ့နေရာ၉ခုကိုမစ်ဆိုင်းဒုံးတွေနဲ့တိုက်ခတ်လိုက်တာပါအိန္ဒိယက သူတို့တိုက်ခိုက်မှုဟာတိကျတဲ့ပြစ်မှတ်ကိုတိုက်ခိုက်တာဖြစ်တယ်အကန့်အသတ်နဲ့တိုက်တာဖြစ်တယ်ထက်ဆင့်အရှိန်တိုးမြင့်တိုက်ခိုက်တာတွေလုပ်ဖို့ရည်ရွယ်မထားဘူးလို့ဆိုပါတယ်အကြမ်းဖက်အဖွဲ့အစည်းတွေအခြေစိုက်တဲ့နေရာတွေကိုတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်တာလို့အိန္ဒိယကဆိုပေမဲ့ပါကစ္စတန်ကတော့စီရင်နဲ့မပတ်သက်တဲ့အရသာပြစ်မှတ်တွေကိုတိုက်ခိုက်သွားတာလို့ဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်တယောက်ပါဝင်အ ਨੇ စုံလူရှိယောက်တိုက်ဆုံးပြီးတော့35ယောက်ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်အဲ့ဒီစစ်စင်ရေးကိုစင်ဒိုးစစ်စင်ရေး Operation Sindoro နာမည်ပေးထားပါတယ်စင်ဒိုးဆိုတာကတော့ဟိန္ဒူအမျိုးသမီးတွေရဲ့ နှစ်ဖူးမှာတို့ထားတဲ့အနီးဆက်အမှတ်သားကိုခေါ်တာဖြစ်ပါတယ်။သူတို့တက်ခဲ့တဲ့နေရာတွေဟာပါကစ္စတန်စစ်ဘက်ဆိုင်ရာနေရာတွေကိုတိုက်တာမဟုတ်ဖ ೇನೆ အကြမ်းဖက်သမားတွေခိုးအောင်တဲ့နေရာတွေကိုတိုက်ခိုက်တာသာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုပါတယ်။အကြမ်းဖက်သမားတွေဟာအဲ့ဒီနေရာတွေမှာခိုးလုံပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့စီစဉ်ညွှန်ကြားတိုက်ခိုက်နေတာဖြစ်တယ်လို့အိန္ဒိယဘက်ကနေပြီးတော့ပြောပါတယ်။ပါကစ္စတန်ကတော့အဲ့ဒီနေရာတွေဟာအရက်သားတွေရဲ့နေရာတွေသာဖြစ်တယ်လို့ဆိုပြီးတော့အကြမ်းဖက်တွေခိုးအောင်နေတဲ့နေရာဖြစ်နိုင်မဖြစ်နိုင်ဆိုတာနိုင်ငံတကာကလာရောက်ကြိရှိချဖို့ဖိတ်ခေါ်ပါတယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခေါဝါကျောင်းအစစ်ကဆိုပါလေအတိုက်ခတ်ခံရတဲ့နေရာတွေအနေနဲ့တနေရာဟာပန်ချက်ပြည်နယ်ဘဟာဝါဖူးမြို့အတွင်းကဗလီတစ်ခုဖြစ်ပြီးတော့လူနေထူထပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီနေရာကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ခလိငယ်တယောက်သေဆုံးပြီးအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်လည်းဒဏ်ရာရခဲ့ပါတယ်ပါကစ္စတန်ကတော့အိန္ဒိယဟာသူတို့ဘက်ကတီးခတ်နိုင်တဲ့အတိုက်အတာကိုကြော်လွန်လာပြီလို့ဆိုပြီးတော့အိန္ဒိယရဲ့တိုက်လေယာဉ်နှစ်စင်းနဲ့ဒရုန်းတစ်စင်းကိုပြန်လည်ပစ်ချခဲ့တယ်လို့ကြေညာပါတယ်ပါကစ္စတန်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ် အာမတ်ရှာရစ်ချောင်ဒရီကထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီးတော့အိန္ဒိယရဲ့လောက်ရဟာအလွန်ဆိုးရတဲ့ရန်စမှုလို့လဲသူကဆိုပါတယ်အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းကကပဝါရာ KI နေပြည်သူတွေကတော့အိန္ဒိယပါကစ္စတန်နယ်ကြားဖြစ်တဲ့ထိန်းချုပ်နယ်နိမိတ် line of control ဘက်မှာအပြန်အလှန်ပစ်ခတ်ကြတဲ့အတန်းတွေကိုကြားရတယ်လို့ဆိုပါတယ်အိန္ဒိယကစစ်ပွဲသဘောဆောင်တဲ့အပြုအမူကိုစတင်လိုက်ပြီဖြစ်တဲ့အတွက်ပါကစ္စတန်ဘက်ကဘလို့အင်အားသုံးမှုမျိုးကိုမဆိုလုပ်ခွင့်ရှိတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှဖက်ရှာရစ်ကဆိုပါတယ်ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်လက်နက်ကိုင်တပ်မတော်ဟာရန်သူကိုဘလို့တုံ့ပြန်ရမယ်ဆိုတာကောင်းကောင်းနားလေတယ်ရန်သူရဲ့ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေအောင်မြင်သွားအောင်ခွင့်ပြုတိခတ်ပေးမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်ဆိုတော့ဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲပေါ့နော်ဒီပါကစ္စတန်နဲ့အိန္ဒိယနဲ့နိုင်ငံခြားမှာဆိုရင်တော့တော်တော်လေးကိုအခြေအနေတင်းမာနေတာပြီးတော့မှနေ့နေ့မနေ့မှဆိုရင်နေပါကစ္စတန်ပြီးတော့မှသူတို့ဒီကက်ရှမီးယားဒေသဘက်မှာရှိတဲ့ဒီအချမ်းဖက်သမားတွေကိုစတင်တိုက်ခတ်မှုတွေလှုပ်ဆောင်နေပြီဆိုပြီးတော့မှသတင်းထုတ်ပြန်လာတော့ကျွန်တော်တွေ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနိုင်ငံခြားထဲမှာဆေးရဲတော်တော်လေးကိုတင်းမာနေတဲ့အချိန်မှာ တစ်ဖက်မှာဆိုတော့ကျွန်တော်မြန်မာပြည်မှာဆိုလက်ပါနော်စင်မီတွေကတဟွန်းထားလောင်နေတော့မလို့ကျွန်တော်ဒီကဘာဆက်တွေအားတော့မကြခင် ဖြစ်လာမလားဆိုတော့အခုဆိုရင်ခမန်းသုံးတက်မှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကျေရှုံနေကြတဲ့မြန်မာပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေခြိုက်ပြေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့ဘိုးမကျော်မင်းမြနဲ့ပြတော့မှ AAY ရဲ့နိုင်ငံရေးသမားတူဖြစ်တဲ့ဦးဦးလာစောပေါ့နော် ဒီကွယ်လွန်သွားတာနဲ့ပတ်သက်ပြီးတော့မှကျော်တို့ဘူချုပ်ထွမြနိုင်တဲ့အေအေကိုဘယ်လိုမျိုးအားချောင်းပြောဆိုထားအောင်မလဲဆိုတာစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ရခိုင်ပြည်နယ်မှာပွင့်လာတဲ့ပန်းကောင်းတပွင့်ဒါပေမဲ့ तू ဟာ तू ဟာအေအေဆိုတဲ့ရခိုင်ပြည်နယ်ဖြစ်အဖွဲ့စည်းရခိုင်ပြည်နယ်ကိုဖြစ်စည်းမဲ့အေအေဆိုတဲ့အဖွဲ့စည်းအတွက်တွားပြီးမှုေးပြန်လိုက်တာကျွန်တော်မကြိုက်ဘူး तू သာရခိုင်ပြည်နယ်မှာပွင့်လာတဲ့ပန်းကောင်းတပွင့်ဖြစ်ပြီးတော့တတိုင်းပြည်လုံးသာမှုေးပြန်စေခဲ့မယ်ဆိုရင်ကျွန်တော်ပို့တော်မှာပဲဓာတ်မထားအောင်ဘာလို့ကျွန်တော်တို့နိုင်ငံရဲ့မြည်သည့်နေရမြည်သည့်ဒေတာတောချုံတောင်ချဘဲလို့ကြောင်ချမှာပဲမှုေးမှု နေရာတိုင်းပြည်နေရာတည်တည်နေရာတည်တည်ကနေပြီးတော့ပွင့်လန်းလာတဲ့ပန်းတပွင့်မှွေးပြန့်လာတဲ့ပန်းတပွင့်ဟာတိုင်းပြည်အတွက်သာမှွေးပြန့်စေတဲ့အဲ့လိုမျိုးပဲနဲ့တိုင်းပြည်အတွက်မမှွေးပဲနဲ့အစိတ်ပန်းနေလိုမျိုးတိုင်းပြည်ကိုအစိတ်တော်လေးပေးမယ်ဆိုရင်တော့တိတ်နှမျိုးကိုခေါ်တယ်တိတ်နှမျိုးကအဲ့ဦးစောဦးလာဦးလာစောဒီကျွန်တော်နှမျိုးသွားနှမျိုးလာသွားနိုင်ငံရေးသမားတူလို့လည်းပြောပါတယ်ပြောချင်ပါတယ်ဘာလို့သူဒိုင်းပြည်ကိုပြန်မယ်ဆိုတာ तू ဟာထွန်းမြတ်နိုင်ရဲ့ဟိုလက်ကင်တို့ဖြစ်သွားတာကျွန်တော်စိတ်မကောင်းတာအေးထွန်းမြတ်နိုင်လက်ကင်တို့ဖြစ်သွားတာရခိုင်ပြည်နဲ့တို့တာမဟုတ်ဘူးအေးထွန်းမြတ်နိုင်ရဲ့လက်ကင်တို့ဖြစ်သွားတာ သူသူရခိုင်ပြည်နယ်လွတ်တော်မှာဘောရတော့ကသူလွတ်တော်မှာဆွေးနွေးခဲ့တယ်ပြောဆိုခဲ့တာလေကိုလိုကတော်တော်ကောင်းနေဗျတော်တော်ရင်ရှိရှိတယ်လို့ခေါ်တယ်ရခိုင်နိုင်ငံရေးသမားတွေရင်ရှိရှိတယ်တယောက်ဒီလိုလိုမျိုးအဲကျွန်တော်သိနေမျိုးတယ်အဲ့တော့သူကတိုင်းပြည်လုံးအတွက်ပွန်လန်းမယ်ပန်းတိုင်းပြည်လုံးအတွက်မွေးပြန်မယ်ပန်းဒါပေမဲ့တိုင်းပြည်လုံးအတွက်မမွေးပြန်ခဲ့ပဲနဲ့ထွန်မြတ်နိုင်ရဲ့လက်ကင်တုတ်ဖြစ်သွားတာကျွန်တော်စင်ကောင်းတယ်ဒါကျွန်တော်ရှင်းရှင်းလေးပြောတာအဲ့တော့ရခိုင်တိုင်းသားတွေအနေနဲ့လည်းစဉ်းစားဖို့လိုတာကခမားဟာရခိုင်တိုင်းသားတိုင်းပြောနေတာခမားတို့ကဘယ်နေရာဘယ်ဒေသဘယ်လိုနေတာတောကျူတောင်ကြားပဲဖြစ်ဖြစ်ပေါ့ဗျာပွန်လန်းပြောတာဘယ်နေရာကနေပဲအပိတ်ပေါက်ပြီးပွန်လန်းလာပါစေခမားတို့ရဲ့ မွှေးရနာတတိုင်းပြည်လုံးမပြန့်စေသင့်တယ်လူတစုသာနော်လူတစုသာလက်ဆုပ်သာလူစုသို့မဟုတ်ထွန်းမြနိုင်ရဲ့လက်ကင်တို့ဖြစ်နေမမွှေးပြန့်နေဒါကိုကျွန်တော်တိုက်တွန်းခြင်းတယ်ကျွန်တော်တို့လည်းအခုရှိရှိလေးပဲကျွန်တော်ဆိုရင်အရာဒီတိုင်းရွာကြီးရွာငယ်လေးတရွာနဲ့ကျွန်တော်မွှေးလာတယ်အဲ့တော့ကျွန်တော်အခုတိုင်းပြည်အတွက်တတိုင်းပြည်လုံးတွေပဲကျွန်တော်ပြောမယ်တတိုင်းပြည်လုံးတွေပြောကျွန်တော်ရွာတော့ကျွန်တော်မပြောတတိုင်းပြည်လုံးပြောကျွန်တော်ရွာကြောင်မပြားပြောလို့မရှိဘူးကျွန်တော်တတိုင်းပြည်လုံးကြောင်ကျွန်တော်ပြောတာဘာလို့လဲဆိုတော့ကျွန်တော်တို့တတိုင်းပြည်လုံးကိုပြည့်ပြတ်မှုလိုတယ်လူတယောက်အရင်ချင်းရှိလာတယ်တော်လာတယ်နာမည်ကျော်ကျလာတယ်အောင်မြင်လာတယ်အများပြည်သူကိုကူစားပြီးစူးစမ်းပိုင်ခွင့်ရှိတဲ့လူတယောက်ဖြစ်လာတယ်အများပြည်သူကအဆောက်အချက်ခံရတဲ့လူတယောက်ဖြစ်လာပြီဆိုရင်သူသူ့ရဲ့ အဲ့ဒီမှာတွားရမယ်နောက်ဆုံးရေမှန်ချာတတိုင်းပြည်လုံးကိုမွေးပြန့်မှုတင်တယ်တတိုင်းပြည်လုံးကိုတော့ပုတ်စော်နန်းနေဖို့မတင်ဘူးတတိုင်းပြည်လုံးပုတ်စော်နန်းအောင်မလုပ်တင်ဘူးတတိုင်းပြည်လုံးမွေးပြန့်မှုတင်တယ်ဆိုတော့ဦးလာစောဒီတတိုင်းပြည်လုံးမွေးပြန့်တင်တဲ့ပန်းသို့တော့ထွန်းမြနိုင်လက်ကြိုက်တို့ဖြစ်သွားပြီးတဲ့နောက်မှာသူဟာရခိုင်ပြည်နယ်အတွက်တောင်းပါပဲမွေးပြန့်နိုင်တဲ့ပန်းမဖြစ်သွားခဲ့တော့ကျွန်တော်စိတ်မကောင်းဆုံးပဲအဲ့တော့ဦးလာစောလူမျိုးနောက်ထပ်ရခိုင်ပြည်နယ်မှာလူတော်တွေအများကြီးထွက်ထွက်လာအောင်ပဲဒီလိုလူတွေလည်းတတိုင်းပြည်လုံးမွေးပြန့်အောင်ကြိုးစားဖို့ကြောက်တိုင်းတော့မှာလေဦးဒေါက်တာဒေါက်တာဟေးမော်လိုပါလို့ဆိုတာတတိုင်းပြည်လုံးမွေးပြန့်တဲ့ရခိုင်မှာပွင့်တဲ့ပန်းတော်ဆောင်မြသားလေးဆိုလည်းအခုတတိုင်းပြည်လုံးကိုဝေးပြန့်တော့မယ်ရခိုင်မှာပွင့်တယ်ပန်းလို့ကျွန်တော်ကလက်ခံထွန်းမြနိုင်ရောထွန်းမြနိုင်ရော ရခိုင်ပြည်နယ်မှာပွင့်တဲ့ပန်းဒါပေမဲ့တိုင်းပြည်လုံးကိုဘာခေါ်လဲဆိုတော့ဟိုခွေသေးပန်းလို့ပဲခွေသေးပန်းလို့ပဲနန်စော်ပြီးဆုပ်ရတာဒီကောင်ကတော့ဗောနော်ကျွန်တော်တို့အခုဆိုရင် AA နဲ့ဘူချုပ်ထွေးမြေနယ်အောင်တောင်မှစော်ကမော်ကရန်ပြောဆိုနေတာကိုတွေ့ရပဲဖြစ်ပါတယ်။ဒိုင်းပြည်လို့မွေးဖို့နေနေတာတာမြောက်နိုင်ကတော့တစ်ဖက်မှာကျွန်တော်ပြည်သူတွေအတွက်တကယ်ကိုချင်ဖတ်ဖြစ်နေတာပြီးတော့မှအကြံဖက်မှုတွေပြီးတော့မှလူတတ်မှုတွေလည်းဗောနော်ဆက်လက်လှုပ်ဆောင်နေတာကိုကြည့်ချင်အဖြစ်ဒီကောင်တွေကတော့အခုဆိုရင်ဒီလိုမျိုးတော်လိုင်းရေးခေါင်းဆောင်တွေနဲ့ကျွန်တော်ပြည်သူတွေပုံမှာချင်မြင်လို့တဲ့နိုင်ငံခေါင်းဆောင်တွေပုံမှာပြောလို့မျိုးစားနဲ့ဆွဆွဲပြီးတော့မှ ျော်ဆွန်နေတာကိုကျွန်တော်တို့တော်တော်လေးကိုခံပြင်းစရာကောင်းအောင်ကြားရတာပဲဖြစ်ပါတယ်။ဘာပဲပြောပြောဒီဘုံမတွေအနေနဲ့ကတော့ကျွန်တော်ဒီအေးနဲ့ပေါ့နော်ကျန်တဲ့ဒီတိုင်းသားလေးနဲ့ကိုင်တဖို့ဝင်နေတဲ့သူပီတူတွေကြားထဲမှာစေဝန်ကုမှုတွေဖြစ်အောင်ဒီလိုမျိုးနေလိုက်နေတုံးပြီးတော့မှတွေးခိုးတက်ရှုမှုတွေစတိုင်လို့ဆောင်နေတာမလို့ဒါကချီချင်းအဖြစ်ကျွန်တော်အနေနဲ့ခုဆိုစစ်ကောင်စီတဖို့ဝင်တွေဘယ်လောက်ထိရုံးပျက်စီးနေလဲဆိုတာကိုတွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့မြောက်လိုင်းရဲ့အေးချင်းမရှိမှုတွေကြောင့်တရုတ်ကနေပြီးတော့မှမြန်မာအရေးမှာဝင်ကူနေရတယ်ဆိုပြီးတော့မှပေါ့နော်ဝင်ခံပြောကြားလိုက်တဲ့ ပြောင်းကျဲဗီဒီယိုလေးပဲဖြစ်ပါတယ်။ကိုပြောင်းကျဲဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တချို့လောက်နားထောင်ကြည့်လိုက်ရအောင်နော်။မြန်မာနိုင်ငံရဲ့ဥမေအောင်လိုင်းအစိုးရကိုပထမဥဆုံးတရားဝင်အစိုးရပုံစံမျိုးနဲ့ဆက်ဆံတာတရုတ်နော်။အာနာထိန်နဲ့အာနာသိန်းနဲ့လောက်မပြောဘူးနော်။အစိုးရဟိုလိုခေါ်မယ်ဆိုတာအစိုးရကိုဖလှယ်ခြင်းပေါ့ဆိုတော့ကျွန်တော် cabinet shuffling လို့ခေါ်တာပေါ့နော် cabinet shuffling လို့အဲဒီပုံစံမျိုးသူတို့ကအရင်ဆုံးပုံဖော်တာဖြစ်တယ်။အကယ်၍သာဥမေအောင်လိုင်းကအရေးချင်းရှိရှိနဲ့မြန်မာနိုင်ငံမှာဆောင်ရွက်ပေးလိုက်ဆောင်ရွက်မယ်ဟဲ့ဆိုရင်ဆောင်ရွက်မလားဆိုသူတနည်းဆောင်ကြည့်တယ်။တနည်းဆောင်ကြည့်တော့အခြေအနေကပုံစိုးလာတယ်ဥမေအောင်လိုင်းမဆောင်ဘူးဆိုသူသိလား။ နော်နှစ်နှစ်ဆောင်ကြည့်တယ်မဆွမ်းဘူးဆိုတာပို့ပြီလားသုံးနှစ်ဆောင်ကြည့်တယ်ဘာမှမဆွမ်းဘူးဆိုတာပြည်ကြောင်မလို့မနေနိုင်မထိုင်နိုင်တရုတ်ကဝင်ပြီးတော့ဒီနိုင်ငံကြီးမှာဝင်လောက်တာကျွန်တော်တို့လက်ဒီလိုပဲနော်တူဘောမာနေနော်ဒီလိုအားလုံးကဒီလိုပဲစစ်တပ်ကဆောင်ရွက်နိုင်မယ်ဟလားအဲဒီလိုကမဆိုတော့ခင်ဗျားတို့တပ်မတော်ကဆောင်ရွက်နိုင်မယ်ထင်နေလားမနေနိုင်မထိုင်နိုင်ထပြီးလောက်တာနော်ထပြီးတော့လောက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထပြီးဆောင်ရွက်တယ် အတရုတ်ဒီထုံနည်းတူပဲတရုတ်ကလည်းဝင်ပြီးတော့ဥမေအောင်လည်းဆွမ်းတော့မှာမဟုတ်တော့ဘူးဥမေအောင်လည်းမဆွမ်းတော့သူဆွမ်းတာမဆွမ်းတာအရင်ကဒီနိုင်ငံကပျက်စီးလို့မရဘူးကျွန်တော်တို့လိုပဲကျွန်တော်လည်းဒီလိုပဲဥမေအောင်ဆွမ်းတာမဆွမ်းတာကျွန်တော်မသိဘူးဒီနိုင်ငံပျက်စီးလို့မရဘူးဆိုတော့ဒီ ideology ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအယူဆဘက်ကနေပြီးတော့ကျွန်တော်တို့ကဝင်ပြီးရက်တည်တာဖြစ်တယ်ဘယ်ဘာနဲ့မှလည်းပတ်သက်စရာအကြောင်းမရှိဘူးနော်အဲ့တော့ကျွန်တော်လည်းဒီလိုမျိုးကိုထုခိုထပါနော်ဒီ vigilance ဒီကိုတိစိတ်တဲ့နယ်ကိုဝင်ပြီးတော့ဒီနိုင်ငံကြီးမှာပြောဆိုနေတာဖြစ်တယ်လို့တရုတ်ကလည်းသူ့တိစိတ်တဲ့နယ်သူဝင်ပြီးတော့ဝင်လောက်တာ ။ဘာကြောင့်ဆိုတော့ခင်ဗျားတို့ရဲ့ဘိုးတော်ကဘာမှမစွမ်းတဲ့ပြင်ကိုဘာဆိုဘာမှမလုပ်နိုင်တော့ဘူး။ဒီဘောမရကတော့ဟိုဆိုမြောက်လိုက်ဟိုတဲကိုပြောလာတော့ကျွန်တော်တွေ့ရတာပေါ့နော်။ဘာပဲပြောပြောသူတို့ပြောပြောနေတဲ့အချို့ချာအာနာဆိုတာကတော့ဟိုဆိုရင်ကျုပ်လက်ထက်ကြားမှာလုံးဝမရှိတော့တဲ့ပုံစံမျိုးတွေတွေပြောဆိုလာတာဖြစ်ပြမတရုတ်အနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံတော်လိုင်းရေးအရေးခင်းတွေမှာဆိုရင်ဒီလိုမျိုးဝေယောက်စုဖွဲ့ခွင့်ရှိတယ်ဆိုတော့သဘောမျိုးတွေတွေပြောဆိုနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်တွေကတော့တရုတ်ကိုအခုဆိုရင်တော်တော်လေးအားကြပြီးတော့မှကျွန်တော်တို့ MND ရဲ့ပေါ့နော်။ ဒီလာရှုမျိုးကိစ္စကနေပြတော့မှစုဖွဲ့ရတဲ့ပုံမှာလဲသူတို့တော်တော်လေးပြောနေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်အခုဆိုရင်မြောက်လင်ကအရေးချင်းမရှိဘဲနဲ့တခြားနိုင်ငံတွေကိုဝင်ပြီးတော့မှကုညီတောင်းခံနေရတဲ့ကြီးချင်းအဖြစ်ဒီပုံမှာရကွက်ရတော့မြောက်လင်နဲ့သူတို့ပေါင်းပါတွေပုံမှာစိတ်ပြစ်လာချတာပြပြတော့မှကျွန်တော်မြန်မာပြည်သူတွေပုံမှာဆလိရုပ်မှမို့တွေကိုလည်းလှုပ်ဆောင်ပေးဖို့ပေါ့နော်ဝင်ဝင်ပြတော့မှလှုပ်ဆောင်နေကြတာကိုတွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုံမှန်ဇော်ပွင့်ရနေပြတော့မှ PDF တွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် PDF တွေပေါ့နော်ဒီတိုးထဲမှာပေါ့နော်တို့နေလို့တဲ့စိတ်တွေမရှိတော့ဘူးပေါ့နော်နေလို့တဲ့စိတ်တွေမရှိတော့ဘူးအဲကျွန်တော်လည်းအများနဲ့ဒီအကြောင်းကိုပြောပါတယ် PDF တွေအလင်းဝင်နော်အလင်းဝင်အလင်းဝင်နေဆိုရတဲ့မှာဒီလိုအာငါတော့လွတ်ပြီဆိုပြီးတော့မှဒါငါတနေ့လည်းမပါဘူးငါဖုန်းတွေလည်းဆင်းရင်ဘာမှမတွေ့ရတော့ဘူးဆိုပြီးတော့လာမှာထက်အလင်းဝင်လိုက်အလင်းဝင်ပြီးတော့ကျွန်တော်ကတော့ဘယ်မှာဘယ်မှာတာဝန်အဲ PDF အကြံဖတ်လုပ်ရတယ်ကျွန်တော်ဒီလိုလုပ်ခဲ့ပါတယ်အဲလုပ်ခဲ့မိတဲ့အတွက်ကျွန်တော်ပေါ့နော် ်အမားနဲ့အမှန်ခွဲခြားသိမြင်တဲ့အချိန်ရောက်တာဖြစ်နေတဲ့အတွက်ကျွန်တော်အလင်းလာဝင်တာပါကျွန်တော်နိုင်ငံတော်အစိုးရအနေနဲ့နော်တိုင်းမွေးလို့အနေနဲ့ပြစ်ဒဏ်ပေးရင်လည်းကျွန်တော်ကြီးပြီးသွားခံယူပါမယ်နော်အဲတကယ်လို့ပြစ်ဒဏ်မဝင်ပါဘူးနော်ပြန်နေတိုင်းဖို့ဆိုရင်လည်းကျွန်တော်နိုင်ငံအကျိုးသိပို့ပြီးတော့မှအကောင်းဆုံးနိုင်ငံနဲ့လူမျိုးအတွက်ဟောနော်အကိုရဲ့ပတ်ဝန်းကျင်ပေါ့နော်ဒေသန္တရဟိုအလုပ်တွေကိုကြိုးစားပြီးလုပ်ကြင်ပါမယ်ကြိုးစားစားနေထိုင်ပါမယ်ဆိုပြီးတော့ဝင်လာလို့ရှိရင်တော့မလုပ်ပါဘူးเนาะမလုပ်ပါဘူးအဲ့တော့ကြတော့ PDF နေမင်းတို့တွေ နော်ဒီ DNA တွေအကြမ်းဖက်နဲ့နဲ့ကိုင်းတောင်းကျန်သူဘယ်လောက်ရှုံမှာလဲဆိုတာနော်မင်းတို့အတိဆုံးပဲဖြစ်တယ်နော်မင်းတို့ကနှစ်ဖူးအတွက်ဒုဒုကြုံခဲ့ရတာဒါပေမဲ့ PDF ကတော့တခုတော့ရှိတာပေါ့သူကစုပ်လဲဖြူစားလဲယူဖြစ်နေတဲ့အချိန်သွားရင်လည်းပြစ်တက်ခံရအောင်မယ်နေရင်လည်းသူတို့ဘဝအသက်လုံးဝမလုံခြုံတော့ဘူးပေါ့နော်အဲ့ဒီအတွက် PDF ညီကိုမောင်နှမတွေမင်းတို့ကဗမာလူမျိုးငါတို့ဗမာလူမျိုးတွေကပေါက်သွားသွားတဲ့ PDF တွေဖြစ်တယ်အမားကိုနော်မင်းတို့အမှန်ထင်နေရင်မင်းတို့ရှေ့ဆက်ရှောက်ရမယ့်လမ်းမှာဆုံချောင်းခလုတ်တွေနဲ့မင်းတို့ထပ်တွေ့ရအောင်မှာဖြစ်တယ်နော်အဲ့တော့အမားကိုအမားမှန်းသိပြီးတော့မှအမှန်ကိုပြင်နိုင်တဲ့လူကမှ လူပီတာတယ်လို့လည်းခေါ်ကဲဇော်ဘွေးဟင်ဘလော့ထိပေါ်ပန်း၄၀ပြောပြတမအချောင်းနေတယ်ဆိုတော့ကျွန်တော်တွေ့တာပေါ့နော်အခုဆိုရင်ဗီဒီယိုတွေတော့မှသူ့ရဲ့ဒီဆရာဖြစ်တဲ့ရေချုံဘဂရုံးနဲ့သူနေတိုင်းလို့လို့အချောင်းပြောဆိုမှုတွေလို့ဆွန်လာတာပြတမဒီကရန်ကျတော့ဗီဒီယိုတွေကိုကြောက်နေတယ်ဆိုတော့လည်းတွေ့တာဖြစ်ပါတယ်အရင်ရတုန်းကလည်းပေါ်မတွေကနေပြတမဗီဒီယိုတွေဆိုရင်နေပြတော်ထိတောင်မှရောက်ရှိပြတော့မှမြောင်းလိုက်လို့စစ်တပ်ကိုချင်းချောင်းမှုတွေစစ်တပ်ဆိုလို့လို့ဆောင်နေပြီဆိုပြီးတော့မှဝင်ခါပြောကြားမှုတွေလည်းရှိနေတာမို့လို့ သူတို့အနေနဲ့ကတော့ကျွန်တော်တို့ PDF တွေကိုမရရရတဲ့နီးနေပေါ့နော်သွေးဆောင်ပြီးတော့မှလုတ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လန်ဘက်တော်သူရတဲ့မာတဲတဲကနေပြီးတော့မှခုဆိုရင်ကျွန်တော်တို့တော်လန်ရေးဘက်မှာဘိုးအစိုးရတရားပေါ်ပေါ်ဖို့အရေးတကြီးလိုအပ်နေပြီဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့ဟာလေကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်တိုင်းဒေသကြီးဆက်ဆံရေးမှာနိုင်ငံတကာနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်ဘယ်သူကိုဆက်ဆံရမှာလဲ ဟာလာဟိုက၃ယောက်ဖြစ်နေလေလေ၃ယောက်ဒီ၃ယောက်ကအတိုင်းသားလည်းနှစ်ခါနေတယ်၁ယောက်တတ်မှတ်တယ်ပေါ့ရှင်နော်ဒါဒီအယူကြီးက၁ယောက်တတ်မှတ်တယ်စစ်ကောင်စီက၁ယောက်တတ်မှတ်တယ်ဆိုတော့ဒီတန်တမန်အရေးရာစကားပြောတဲ့ကိစ္စတွေမှာတကယ်ဝင်ပြီးပါမလားဟိုရွှေချွာလဲတိုင်ပတ်နေတယ်ဆိုတာကအဲ့ဒီ၃ယောက်ရှိနေလို့ပါအဲ့တော့ဒီဟိုအစိုးရတရရဲ့အောက်ကပဲသွားတင်တယ်အယူကြီးအောက်ကပဲသွားတင်တယ်ဒါကျွန်တော်တို့တခြားဘာဘုံမှစီးပွားရေးတို့ဘာလို့ကျွန်တော်တို့ကြည့်တာမဟုတ်ကျွန်တော်တို့ဒီတော်လန်ရေးကိုပဲကြည့်တယ်ကျွန်တော်နိုင်ငံရေးကိုလည်းမကြည့် နော်ကျွန်တော်တော်လန်ရေးအမှုကအဓိကဖြစ်တယ်နိုင်ငံရေးကနောက်မှလော်လန်ရေးပြီးမှလုပ်လို့ရမယ်ကိစ္စတွေဖြစ်တဲ့အတွက်ဒီနေမည်ဆုံးမမှုတွေကိုပိုင်အုပ်ချုပ်မှုတွေကနောက်ပိုင်းသူ့အလိုလိုဖြစ်သွားလိမ့်မယ်စီပြီးသွားလိမ့်မယ်ပြီးသူကလောကမကြည့်ဘူးပြီးသူကမတို့နေမည်ကိုသူ့မပေးရဘူးသူ့နေမည်ငါမပေးရငါနေမည်သူ့လားမအုပ်ချုပ်ရဘူးမဟုတ်ပြီးသူကအရေးချင်းရှိရင်သူ့ကိုပြင်ပြဟာလာဟိုအုပ်ချုပ်ခွင့်ပေးမယ်အဲ့ဒီရဲ့အောက်မှာငင်းကြွသွားနေရရင်လုံခြုံသွားနေရရင်စိတ်ချသွားနေရရင်ကျင့်တတ်တယ်ဆိုတဲ့အခါကျတော့ပြီးသူတည်းရဲ့လုံရဲ့စိတ်ကအိုက်တိုင်ဖြစ်တယ်ခေါင်းဆောင်တွေအဲ့ဒါကိုသိဖို့လိုတယ်အခုလာချုပ်ပြန်ပေးလိုက်ရတဲ့ကိစ္စတရုတ်ကောင်မှပတ်သက်နေတဲ့ကိစ္စအဲ့ဒီဟာပါဘဟုအစိုးရမရှိတာနော် မလေးမျိုးအစိုးရဆိုလို့ရှိရင်မိသူကလက်ခံထားတဲ့ UNT ဆိုမတိုင်းတာလက်နက်ကိုင်နေနေတဲ့ဒီဘုံအစိုးရရဲ့လက်အောက်ကနေတော်မှု UNT ကအောက်ကနေတော်မှုဆိုတာတော်တော်လေးကက်ခဲနေတဲ့ကိစ္စလို့ကျွန်မမြင်တယ်ဒါဒါတောက်လျှောက်နေတဲ့ဒီလိုမျိုးပဲဖြစ်ခဲ့တာလေနော်အဲ့တော့ဒီအောက်ကနေတော်တယ်ဆိုလို့ရှိရင်ကျွန်မတို့တခြားနေလန်းရှိလို့လားတခြားနေလန်းရှိရင်တော့မမြန်ကောင်းတယ်ပေါ့ပေါ့ရှင်တခြားနေလန်းမရှိလို့ဆိုလို့ရှိရင်တော့ဒီဘုံအစိုးရနေပဲတော်ရမှာပဲဒီနိုင်ငံတကာနဲ့ဆက်ဆံရတဲ့ကိစ္စတွေတော့နိုင်ငံတကာကနေပြီးဝင်ပြီးတော့ဟာလားမမြန်ကောင်းကွင်းနေတာဝင်ပြီးတော့ဟိုချေတစ်ဖက်နိုင်လိုက်ကောင်းတစ်ဖက်နိုင်လိုက်နေရောတစ်ဖက်ထုတ်လိုက်လုံးဖို့ဆိုတာကဒီလိုမျိုးကျွန်မတို့အချင်းချင်းပွဲပြဲနေပြီးတော့မှဘယ်သူအစိုးရခေါ်လို့ကောင်းမှာမသိတဲ့အခြေအနေမျိုးဖြစ်နေတယ်မြန်အောင်လိုက်လို့လေ ော်အာဆီယံကရောဒီအနောက်တိုင်းတွေကရောမတက်မှတ်ပါဘူးအစိုးရလိုမတက်မှတ်တော့ဘူးဒါလည်းတင်ဒါပေမဲ့တကယ်တကယ်စကားပြောရမယ်ဆိုလို့ရှိရင်ဘာမှလည်းအစိုးရအစိုးရဆိုတဲ့ပြည်သူတရလုံးလက်ခံတာပို့လို့လေအဲ့မှာနိုင်ငံသားလက်နက်ကိုင်တွေကိုယ်တိုင်ကအစားလက်ခံပို့လို့လေပေါ့နော်ဒါတော့ကျွန်တော်တို့လက်ရှိမြင်တွေ့နေရတဲ့တစ်ခက်ကြီးပေါ့အဲ့တော့ငွားကွဲတော့လေကျွန်တော်တို့ကြားဆွဲခံရတယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုတနေမီတွေတခုတခုစုပ်ပြီးဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်တို့ပေးထားတဲ့တက်တွေတော့ဘယ်လိုမျိုးရောရှော့ကြီးပြန်ပေးမှာလဲပေါ့နော်အဲ့ပြည်သူတွေရဲ့အနောက်ကိုပဲလိုက်ရမှာပဲလေဒါကမြန်မာပြည်ရဲ့အနောက်အသက်ဆိုတာပြည်သူကစပြီးလုပ်ခဲ့တာပြည်သူရဲ့အနောက်ကိုမလိုက်လို့ရှိရင်တော့ကျွန်တော်တို့ပေးဆပ်ရတာတွေကမတန်ဘူးဖြစ် ဆိုတော့ဒီမှာမသက်သေးပြောထားတဲ့အရင်ဟောင်းပါတယ်နော်ကျတို့ဒီတော်လိုက်မှာဆိုရင်တော့ဘိုးဆိုးရတဲ့လိုအပ်နေတဲ့ပြမခုလိုမျိုးဘိုးဆိုးရတဲ့မရှိရခြင်းရဲ့နောက်ကွယ်ကနေပြမအကျိုးဆက်တွေများဆိုလဲကျတို့တွေ့ရတာပဲဖြစ်ပါတယ်လာရှိုးကိစ္စမှာဆိုရင်တော့တေဟုကနေပြမစစ်ကောင်စီကိုကြောထောင်းနောက်ခံပေးပြီးတော့မှသူတို့ရဲ့ပေါ့နော်ထောက်ပံ့မှုတွေရရှိထားတဲ့ ဒီ MNA ကိုခုဆိုလာရှုမျိုးကနေပြီးတော့မှဆုတ်ခွာခိုင်းတဲ့အခြေချမ်းအဖြစ်ကျိုးတို့တော်လမ်းပဲချမ်းမှာဆိုတော့ပြီးသူနဲ့တော်လမ်းတဲ့ဖို့မတွေအားလုံးယုံကြည်တဲ့အဆွေအတဲ့ပေါပေါလာဖို့လွမ်းနေပြီဆိုတဲ့အကြောင်းလည်းတွေ့ရပဲဖြစ်ပါတယ်။ NUG အနေနဲ့ကျိုးတို့ဒီကျန်တဲ့ပေါ့နော်တိုင်းတာလန်နဲ့ကိုင်တဲ့ဖို့မတွေနဲ့သူစစ်ဆန်ရေးကောင်းတဲ့ရက်ကိုထူထောင်ဖို့လွမ်းနေတာပြီးတော့မှအခုလိုမျိုးလို့ဆောင်နိုင်မယ်ဆိုတော့ကျိုးတို့မကြခင်ပါပေါ့နော်ဒီတဲ့ပေါ်ပေါ်မှာကောင်းမွန်တဲ့နိုင်ငံရဲ့ရွေးကွက်တွေကိုလည်းမြင်ရမယ်ဆိုတဲ့အကြောင်းပြောနေတဲ့ ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းသာညချမ်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။